င်္ဂလာပါ CD4 ယူကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စီဇန်1ရဲ့နောက်ဆုံးအပိုင်းမှာစီဇန်ထားတဲ့အတိုင်း Fox River ကနေ Michael, Lincoln, Sucre, Tibet, Sino, Twina, Hewanya, Abruzzo 6ယောက်ထွက်ပြေးနိုင်ခဲ့ပါပြီ Episode နံပါတ်က Manhunt လို့အမည်ရပြီး Fox River 6ယောက်ကို FBI Agent Mahone နဲ့အဖွဲ့ကပြန်လည်ဖမ်းဆီးကြမှာမို့ဒီနံပါတ်ကိုပေးထားတာဖြစ်ပါတယ်ရာဇဝတ်ကျူးလွန်ထားသူကိုဥပဒေဘက်တော်သားတွေကပြန်လည်ရှာဖွေဖမ်းဆီးတဲ့အခါ Manhunt ဆိုတဲ့စကားလုံးနဲ့ ဖော်ပြပြီးသုံးနှုန်းတာဖြစ်ပါတယ်။အစင်းသဖြစ်ပြီဆိုရင်တော့ season 2 episode 1ကိုစတင်လိုက်ကြရအောင်ပါ။ကျွန်တော်ကတော့ season 1ဆက်သူ Thomas ပဲဖြစ်ပါတယ်ခင်ဗျာ။ရုံးငန်းတွေကအချက်လက်တွေစစ်ဆေးနေတဲ့လူနှစ်ယောက် Michael Scofield ဆော့လွေ engineer လက်နက်နဲ့ဓားတိုက်မှုထောင်ဒဏ်9နှစ် Benjamin Mike Franklin စစ်မှုထမ်းဟောင်းမှောက်ခိုးပစ္စည်းတင်သွင်းမှုထောင်ဒဏ်10နှစ် John Abruzzi မာဖီးယားဂိုင်းကောင်းဆောင်လူသက်ရန်ပူးပေါင်းဆောင်ရွက်မှုထောင်ဒဏ်တသက်တကျွန်း Charles Hewan ရပတ်တို့ချစ် ဒုတိယအဆင့်လူသတ်မှု1260ဖာနန်ဒိုဆူခရေနှောက်ရက်တများတိုင်မှု1005နှင့်ဒေးဗစ်ထရီနာ အပိုစကီ အကြီးစားခိုးမှု1005နှင့်ဒီယိုဒိုတီဘတ်ဘတ်ဝဲပြန်မေးဆွဲမရင်းကျင့်လူသတ်မှု6ခုအတွက်1000တသက်ကျွန်းလင်ကုန်းဘာရိုဒုသမရာရဲ့အကိုဖြစ်သူကိုတပ်ဖြတ်မှုနောက်တစ်ပတ်မှာတေးတန်အပေးခံရမယ်တို့ထောင်ပေါက်ပြေးသွားတာမင်းညာ၈နာရီကလေးကစကော့ဖီနဲ့ဘာရိုကညီအကိုရင်းတွင်ဒီကိစ္စတစ်ခုလုံးမှာစကော့ဖီကညံကြီးရှင်စီစဉ်သူလို့အားလုံးကပြောကြတယ် တို့တို့အကြောင်းအားလုံးကိုသိကျင်တယ်အမြန်စုံစမ်းပေးပါပေါ့ဆွေးဘွားရဲ့စူပါစတာရှစ်ယောက်လေရင်နဲ့တွားဖို့မမိလိုက်တော့တောထဲမှာအသေးအတန်ပြေးနေရပါပြီထောင်ကအဆောင်နေတဲ့အတူရဲတပ်ဖွဲ့ကပါကူညီအားဖြည့်ပြီးတော့အသေးအတန်လိုက်ရှာနေရပါတယ်ပြင်းလွှိုင်းနဲ့ဒေါ်လန်တိုင်းဖောက်ထားတဲ့ရထားလမ်းကိုရောက်လာပါတယ်တရိုက်ဆန်ဆိုင်ပဲကုန်းနေရထားကြီးတစ်စီးကရထားလမ်းပေါ်ကနေဖြတ်သွားနေတော့လင်ကွန်းအဘရူစီစီနိုတို့၃ယောက်ခြေစုံကနေပြေးနေရင်လင်ကွန်းကမြန်မြန်ပြေး ငါတို့ယထားကိုအရှိကနေကြော်ပြီးပြေးရမယ်လို့ပြောလိုက်ပါတယ်။မိုက်ကနဲ့ဆူဂရေးကတော့နောက်ဆုံးကနေအမိလိုက်ပြီးပြေးလာနေတော့မှာပဲ။ဘဲလူတို့အဆောင်တွေကလည်းတဖြည်းဖြည်းနဲ့အနားကိုနီးလာပြီးလင်ကုန်းတို့တောင်းရောက်ကယထားရဲ့အရှိန်အယမ်းမမြန်ခင်ယထားရှိကနေဖြတ်ပြင်းတခြားတစ်ဖက်ကိုရောက်သွားပြီးစကိုဗီနဲ့ဆူဂရေးနောက်ကျကြံနေကြတော့စကိုဗီကထိတ်ထိမပြေးနဲ့ယထားဘော်ကိုခုန်တက်လို့ပြင်းရင်နဲ့ပြောလိုက် တော့ဆူဂရေးလည်းယထားဘော်အရင်တက်သွားပါတယ်။